က်ကလစီကိုဒါဘီပွဲစီမှာမန်ယူရဲ့အပေကံကစားမှာ2ဦးအထူးခြေစွမ်းပြနိုင်ခဲ့အားလုံးပဲမင်္ဂလာပါဗျာမန်ချက်စတာဖူတဘောဆောင်အတင်ဆက်နေပါပြီရီမက်တစ်ကဘာစီလိုနာကို2-1ရလနဲ့နိုင်ရရှိခဲ့တဲ့ဒီဘက်အက်ကလစီကိုပွဲစီမှာတော့ကာရင်တန်ကရမီတွေ့ကစားမှာ2ဦးလည်းပွဲထွက်ကစားဝင်ရရှိခဲ့ကြပါတယ်သူတို့နှစ်ဦးကတော့ကြားသူတွေမဟုတ်ကြပါဘူးမန်ချက်စတာယူနိုက်တက်မှာနေရာမရလို့ရီမက်တွေနဲ့ဘာစီလိုနာအတင်းတွေထံရောက်ရှိသွားခဲ့ကြတဲ့အေဗရိုဖာနန်ဒက်စ်နဲ့မာကရဖိုတို့ဖြစ်ပါတယ်အေဗရိုကအရစ်တန်ဟက်လက်ထက်မှာတော့ဘလို့မှပွဲထွက်ကစားခွင့်မရရှိတာကြောင့် အငားပြောင်းရွှေ့ကစားရေးနဲ့နောက်ဆုံးမှာတော့ Real Madrid ထံရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ Rafa ဆိုရင်လည်း Ruben Amorim နဲ့ Almeria မရတော့လို့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့အတွင်းမှာ Barcelona အသင်းထံကိုပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။သူကတော့အငားနဲ့ပြောင်းရွှေ့သွားခဲ့ရတာပေါ့။အခုရဲ့ Classico ပွဲမှာသူတို့နဲ့ဥစလုံးပွဲထက်ပေါဝင်ခဲ့ကြပြီးတော့အထူးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ Evro ဆိုရင်ကောင်းလာပါပြီဆိုရဲလာမယ့်ရမယ့်ကိုဘာမှမလုပ်နိုင်အောင်လို့ထိန်းပြခဲ့ပါတယ်။ဘယ်တတဲ့ကျေပွင့်ဟောင်းကြောင့်ရာမဲကပထမပိုင်းအတွင်ဂိုးပေါက်တဲ့ကန်အတွင်မှုတစ်ချိန်မှမပြုတ်လုံနိုင်ခဲ့တယ်လို့တဝူးချင်းကြော်ဖြတ်မှုမှလည်းချိန်မှမအောင်မြင်ခဲ့တာတွေ့ရပါတယ် ဂီဘတ်မှာလည်းတချိန်မှမပေးနိုင်ခဲ့ပေတီကြရဖြတ်တင်ပေါ်ပေးပို့မှုလည်းတချိန်မှမဆွမ်းဆောင်နိုင်ခဲ့ပါဘူးရာဖိုကတော့ဒီပွဲမှာဘာစီလိုနာရဲ့တလုံးနဲ့တော့ချေပါကိုရဲ့ဖန်တီးရှင်ဖြစ်ခဲ့ပါတယ်အခုဆိုရင်တော့ရာဖိုကဒီရသည်ဘာစီလိုနာအသင်းအတွက်သွင်းကိုနဲ့ဖန်တီးမှု၁၀ချိန်တိပြုလုပ်ထားနိုင်ပြီဖြစ်ပြီးဘာစီလိုနာကစားမှတွေထဲမှာအများဆုံးဖြစ်ပါတယ်ပွဲကစားချိန်52မိနစ်မှာတော့ရီယဲနောက်တန်နဲ့၂ယောက်၃ယောက်အနေအထားပြစ်တက်လာချိန်မှာဘာစီလိုနာကွင်းလယ်လူဖာမီလိုပက်စ်ကရာဖိုထံချပေးရမယ့်အစား တကူကောင်းဆန်ပြီးတော့ကန်သွင်းခဲ့လို့တော့ဘာစီလိုနာကလည်းဒုတိယခြေပါကိုးနဲ့လွဲချော်ခဲ့ရတယ်လို့ရက်ဖို့အတွက်လည်းသင်ကိုရမယ့်အခွင့်အရေးနဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ